ဝေအောင်လန်းစတာတွေကအတိုက်ကြောင့်ပယောဂါဖြစ်နေတဲ့ဝေဒနာရှင်တွေငွေကြိုက်ခံရတဲ့လူနာတွေကိုမေတ္တာတရားလက်ကင်ထားပြီးကဲတင်ကုသပေးတယ်အဲ့ဒါမေတ္တာပါရမီပြပယောဂါတခုဖြစ်လာရင်ခံရတဲ့ဝေဒနာရှင်အပေါ်မှာတဏှာကရုဏာစိတ်နဲ့ကုသပေးတယ်ပြူစားတဲ့အောက်လန်းကို လိုအပ်တဲ့အခါနှိပ်စက်ရပေမယ့်မသေးစင်းနဲ့ဆိုတာအမြဲတည့်ပြောရတယ်သူကိုမသေးစင်းတဲ့ကရုဏာစိတ်အဲ့ဒါကရုဏာပါရမီပြနောက်တစ်ခါ ခမည်းတော်လိုလာဤလာကလေးတဲ့လူမျိုးတွေကိုထထိုးခြင်းအောင်ဒေါသထွက်ပေမဲ့ငါယူထားတဲ့ပညာကသူတို့ကောင်းပညာပါလားသူတို့ကောင်းပညာယူထားပါလေဘာမဟုတ်တဲ့လူတယောက်ကလာပြောတဲ့အကျိုးမရှိတဲ့စကားအတွက်ယန်ထဖြစ်ဖို့မသင့်တော်ပါဘူးဆိုပြီးတီးခံရတယ်အဲ့ဒါခန္ဒီပါရမီပြအချို့အကျိုးမရှိတဲ့ဝေဖန်ပုတ်ခတ်စော်ကားမှုတွေကိုမတိကျွံလှုပ်လိုက်ရတာတွေရှိတယ်အဲ့ဒါဥပ္ပခါပါရမီပြပြီးတော့ ဘုရားအမှုထားပြီးအဘဆရာတော်များနာမည်ကြီးလေးပါးနဲ့သူရတ္တိမေတော်တို့ကိုတောက်တော်ရေးခြင်းစီမီပန်တတိအုံးငပြောစတာတွေကိုကတ်လူပူဇော်တဲ့အဲ့ဒါဒါနပါရမီပြနောက်တစ်ခုက ကျွန်တော်တို့ရွှေညောပညာခံယူထားသူတွေဟာပရိစိတ်တရားထိုင် ကမ္မထံအားထုတ်ဖို့အဘဆရာတော်တွေမိတ်မာခဲ့တယ်။ဒါနဲ့မေးပြရစီအောင်ပါရမီ၁၀ပါးဆိုတာကိုညိုကြီးအကုန်သိလားဟု ရောဆိုမေးမြန်းလိုက်ရာခွေးညိုကြီးသည် ရမဖြစ်နိုင်ပဲလူရှင်သောမိုးကြော်ဟာသပြသည့်အတိုင်းမျက်လုံးပေကလက်ပေကလက်ဖြစ်နေလေ၏တို့ကြောင့်ကျွန်ုပ်သည်ပြောလက်ဆစကားကိုဖြတ်ကာကိုညိုကြီးလာရတဲ့အကြောင်းရင်းလေးပြန်ပြောပါအောင်ခမားဟုကောင်းမွန်စွာမေးလိုက်ရာ၎င်းမှလည်းဒီလိုပါဆရာရင်စောစောကရွာထဲကကလေးတယောက်ကို ခွေးကြိုက်သွားလို့ပါကြိုက်တဲ့ခွေးကလည်းယူနေတဲ့ခွေးယူခမားသူ့ပိုးထီတာကိုတောင်းဆရာကကုသပေးနိုင်တယ်လို့ဇော်ထွန်းကပြောလို့ဆရာကိုလာပင့်တာပါ ကူညီပေးပါအောင်ဆရာဟုတောင်းပန်စွာပြောဆိုပင့်ဖိတ်လေ၏။ကောင်းပါပြီကွန်ဂျိုကြီးကျွန်တော်လိုက်ခဲ့ပါမယ်။အစကတည်းကအခုလိုကောင်းကောင်းမွန်မွန်ပင့်ရင်စကားတွေများကြီးပြောเสียရမလိုတော့ဘူးပေါ့။ရှင်ကျော်ပညာယူထားပြီးပြီပြောကကုလို့ရပြီกว่าဆိုပြီးကုကျင်တိုင်းကုလို့မရသေးဘူး။ဆောင်းရံဆောင်းရံချက်တွေရှိသေးတယ်ခမ။နံပါတ်၁ဆရာလာပင့်တဲ့သူကရေးကြီးတော့ပြာအိန္ဒြေမဲ့လာပင့်ရင်မလိုက်ရဘူးနံပါတ်၂ဆရာကအိမ်ပေါ်မှာရှိနေတယ် လာပင့်နေသူက အိမ်ပေါ်လေးတောင်တက်မလာနိုင်ပဲအိမ်အောက်ကနေမယုံမသိဩခေါ်ပြီးပင့်တဲ့အခါရဝပုံစံမျိုးနဲ့ပင့်တာမျိုးဆိုရင် မလိုက်ရဘူးနံပါတ်3စေးကူသွားတဲ့အခါလမ်းခီးမှာမတာအသုဘရှိနေရင်အဲ့ဒီနေရာကဖြတ်ကျော်မသွားရဘူးကြွေဝိုက်ပြီးအချားလမ်းကသွားရတယ်နံပါတ်4ဝါရမိတ်တူရက်တွေမှာ စေးကူသားဖို့ခရီးမထွက်ရဘူးဒီအချက်တွေဟာဂိုင်းတော်ကျုပ်အဘဘိုးတော်ဟန်ကိုတော်တိုင် လိုအပ်လို့မိန့်ခဲ့တာဗျာအချို့ကမဆိုင်ပါဘူးဆိုပြီးမလိုက်နာတာလဲရှိကောင်းရှိမှာပေါ့သူ့အကြောင်းနဲ့သူ့ဘောဟုကျွန်ုပ်မှ ရှင်းပြလေဤတို့အခါတစ်ချိန်လုံးငြိမ်၍နားထောင်နေသော စိန်မှုမောင်ကဝါရမိတ်တူရက်ဆိုတာဘယ်ရက်တွေကို ခေါ်တာလဲဆရာဟုဝင်မေးလေဤထို့ကြောင့်၎င်းအားဝါရမိတ်တူရက်များကို ရှင်းပြရပြန်ဤဘယ်လာမှမဆိုလာစမ်းလာစုပ်တရက်နေဟာတရင်ငွေတွေဖြစ်နေရင်အဲ့ဒီနေဟာ ဝါရမိတ်တူရဲ့ဘယ်လာမှမစိုးလာစမ်းလာတော့လေးရက်နေဟာ တနင်္လာနေ့ဖြစ်နေရင်အဲ့ဒီနေ့ဟာဝါရမိတ်တူရဲ့ဘယ်လာမှမစိုးလာစမ်းလာတော့ရှိရနေဟာအင်္ဂါနေ့ဖြစ်နေရင်အဲ့ဒီနေ့ဟာဝါရမိတ်တူရဲ့ဘယ်လာမှမစိုးလာစမ်းလာတော့ကိုယ့်ရနေ့ဟာဘုရူးနေ့ဖြစ်နေရင်အဲ့ဒီနေ့ဟာဝါရမိတ်တူရဲ့ဘယ်လာမှမစိုးလာစမ်းလာတော့၆ရက်နေဟာ ကြာသာပရိနိဖြစ်နေရင်အဲ့ဒီနေ့ဟာဝါရမိတ်တူရဲ့ဘယ်လာမှမဆိုလာစမ်းလာစုပ်သုံးရနေ့ဟာ အောက်ကြာနေ့ဖြစ်နေရင်အဲ့ဒီနေ့ဟာဝါရမိတ်တူရဲ့ဘယ်လာမှမဆိုလာစမ်းလာစုပ်စနေနေ့တိုင်းဟာဝါရမိတ်တူရက်တွေပေါ်စိန်မှုမောင်ရင်မေးစရာရှိသေးရင်လည်းနောက်မှသာမေးပေတော့အခုလောလောဆယ်တော့ခွေးယူကိုက်ခံရတဲ့လူနာစီကိုသွားကြရအောင်ဟုဆိုကခွေးယူကိုက်လူနာအား ွားရောက်ကုတော်ရန်အတွက်စကားဖြတ်လိုက်ရ၏တို့တို့သွားကနေ၌ဥတောင်းတရားနှုတ်ဆက်ရန်ကြည်လိုက်ရာဘိုင်းကိုနောက်မီပေါ်တွင် မျက်နှာအားသတင်းစာဖြင့်အုပ်ကာအိပ်ပျော်နေသည်ကို တွေ့ရလေ၏နာကတော့ဆရာနှစေးရေးသားပြုစုထားသော မောသိရှင်ဝိဇ္ဇရတပါးဤဂန္ဓာဤခီအပိုင်း20ပျောက်တော်သူရှာရင်တွေ့ပါလိမ့်မယ်ဆိုတဲ့အကြောင်းအရာလေးကိုဝေမျှပေးခဲ့တာပဲဖြစ်ပါတယ်ခမညာ